ချမ်းသာလုံးလုံးကလေးတွန်းလေးကိုတော့တင်ရချီတန်း BMW brand သုံးလိုက်တဲ့နေကြည်ဦးအလုံးချစ်ကြတဲ့ beauty blogger မင်းသမီးကျော်နေကြည်ဦးကသူ့ရဲ့မမွေးသေးတဲ့ရှင်သွေးလေးအတွက်ဝယ်လိုက်တဲ့တံမိုးကြီးပစ္စည်းတစ်ခုကအင်တာနက်ပေါ်မှာလူပြောများနေပါတယ်။နေကြည်ဦးဆိုရနဲ့သူ့ရဲ့ကြောဝါမှုကိုအလုံးကအသိမှတ်ပြုပြီးသားပါ။သူကိုယ်တိုင်ကလည်းအရေးချင်းရှိတဲ့ social influencer တယောက်ဖြစ်တယ်လို့သူ့ရဲ့ခင်မိုးကိုပြေကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တူဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့ချမ်းသာမှုကတော့တကယ့်ကိုအတိုင်းထက်လွန်ပါပဲ။ တချိန်ကမြန်မာငွေ35000ကျော်ကုန်ကြခံခဲ့တဲ့သူတို့ရဲ့မင်္ဂလာပွဲတီးကိုပြန်ကြည့်ရင်တော့သူတို့ရဲ့ကြောအမှုကိုခံမှန်းလို့ရပါတယ်။အခုဆုံးနေတီယူကကိုဝင်လွှဲထိုင်းရပြီးပျော်ရွှင်စရာမိခင်တော်ဘဝကိုဖျက်ဆီးနေတာပါ။ဒီလိုအချိန်မှာပဲမချာခင်မွေးဖွားလာတော့မယ့်ရှင်သွေးလေးတွင်ကမ္ဘာကျော် BMW ကားကုမ္ပဏီကထုတ်တဲ့တင်ရချီတန်ကလေးတွန်းလေးကိုဝယ်ယူလိုက်ပါတယ်။ BMW ဆိုတော့စိန်ခံကားတွေထုတ်လုပ်တဲ့ brand ဖြစ်ပြီးအခုလိုကလေးတွန်းလဲကုန်နောက်ဆုံးပေါ်နည်းပညာတွေအခြေသွင်းမြင့်ဆုံးပစ္စည်းတွေနဲ့တည်တည်ချာချာထုတ်လုပ်ထားတာကြောင့်ဈေးနှုန်းကလည်းမြန်မာငွေ30ခန်းကနေရာခန်းအထိရှိတယ်လို့သိရပါတယ်။သုံးမကောင်ချမ်းသာတဲ့နေကြည်ဦးတို့စုံတွဲအတွက်တော့ဒါကတာမန်ဖြစ်နိုင်ပေမယ့်ပြိတ္တတွေအတွက်တော့အံ့ဩစရာဖြစ်နေခဲ့ပါတယ်။မာပဲဖြစ်ဖြစ်ရှင်သွေးလေးကိုအကောင်းဆုံးလုပ်နေတဲ့သူတို့မိသားစုလေးကိုကြည့်ပြီးအလုံးကပီတိဖြစ်နေကြပါတယ်။